ီကနေ့မှာတော့နေနဲ့ရရမရှိနေကြတဲ့မြန်မာပြည်သက်တွေသာမကတကဘာလုံးမှာရှိနေကြတဲ့ပြည်သက်တွေရဲ့အယုံဆူဆိုင်မှုစိတ်ဝင်စားမှုတွေကိုခံစားနေရတဲ့ယေရှုဘန်ကတော့တကယ်ကိုတကဘာလုံးမှာရှိနေကြတဲ့ပြည်သက်တွေရဲ့ဉာဏ်မြင်ကိုတွေ့ဖြစ်အောင်လှုပ်ပြနိုင်ခဲ့ပြီပဲဖြစ်တယ်။စကံပိုင်းလေးအချင်းတစ်ခုသာထိုးသခဲလေးရတယ်ဆိုပေမဲ့လည်းတကယ်တမ်းပြောရင်တော့တကယ်ကိုကြီးမားတဲ့ပြိုင်ပွဲတစ်ခုပဲဖြစ်တယ်။ဖန်တိုဂျာကယေရှုဘန်ကိုသူ့ရဲ့ခေါင်းကိုတစ်ချက်တိထုတ်ပြီးတော့မှ နလာမထူနိုင်အောင်လုပ်ခဲ့ပေမဲ့လည်းတကယ်ကိုသာမာပြီးတော့မှခွန်အားကြီးမလွန်လာယောရှုဘန်ကတော့တော်တော်ခံနိုင်ပြီးတော့မှပြန်လည်ပြီးသူခွန်အားတွေသွန်းထုတ်လိုက်တဲ့အတွက်အချိန်ထိမနိုင်ဘဲနဲ့လက်အစ်စ်တွေပါကြိုးပြီးတော့မှဖြစ်သွားခဲ့ရတဲ့ကိစ္စပဲဖြစ်တယ်။ကြည့်မယ်ဆိုလို့ရှိရင်လည်းတကယ်ကိုသူရဲ့မထင်မှတ်စရာကောင်းလောက်အောင်တမာပြီးတော့မှသူရဲ့ပညာတွေကမခေဘူးဆိုတော့ကိုကဘာလုံးမှရှိနေကြတော့ပရိသတ်တွေကိုချပြလိုက်ပြီပဲဖြစ်တယ်။ခုလိုမျိုး သူရဲ့အောင်မြင်မှုတွေကိုဖြည်းဖြည်းနဲ့အချိန်ဝါတွေကိုမြင့်တက်တက်မြင့်တက်လာပြီးတဲ့နောက်ပိုင်းမှာတော့အန်ဒရီတွေလည်းအတော်လေးကိုများလာရမယ်အခိုက်အတန့်တွေလည်းရှိနေပြီပဲဖြစ်တယ်။သူကိုစိန်ခေါ်ခြင်းနဲ့တကယ့် fighter တွေလည်းမြောင်မြောင်စွာပေါ်လာပြီးတော့မှတကယ့်ကိုအန်ဒီရဲ့ရှိတဲ့တကယ့်ကိုအားလေးတွေလည်းတွေ့မြင်ရပြီးတကယ့်ကိုပရိသတ်တို့အနည်းနဲ့လာလာဆောင်းဆိုင်ပြီးတော့မှပရိသတ်တို့တကယ့်ကိုဖြစ်စေခြင်းနဲ့အချိန်ခါကိုအချိန်ခဏလေးအတွင်မှာပဲချပြသွားခဲ့တာပဲဖြစ်တယ်။ ချီလုံးနဲ့တစ်ဖြည်းဖြည်းကျော်ရှိရပါအောင်မြင်မှုတွေကိုဆက်လက်ပြီးတော့မသိန်းထားနိုင်ဖို့အတွက်ရဲ့ဒါမှမဟုတ်သူရအောင်မြင်မှုတွေကိုပြိတတ်တဲ့အချိန်ဘလောက်ထိကြာကြာခံပြီးတော့မှစောင့်ကြည့်နိုင်မလဲဆိုတဲ့အနေထားတွေကိုလည်းတစ်ဖြည်းဖြည်းနဲ့ပြိတတ်တွေရဲ့ဂျားတွေမှာတော့တော်လေးစိတ်ဝင်စားစရာကောင်းနေတဲ့ခိုက်တန်းတွေလည်းဖြစ်နေခဲ့ရပြီပဲဖြစ်တယ်။